ဒါဆိုရင်ရှင်မဒီမြန်မာပြည်မှာ80ရာခိုင်နှုန်းသောအိမ်တွေမှာဒီဟိုဟာအိမ်ဆောင်နဲ့တူပါလို့ရှိရပါရှင်အဲ့ဒါဖျားလက်ထက်မှာရောရှိလားမသိဘူးရှင်ရှိတာပေါ့ဒါကတော့အိမ်ဆောင်နဲ့ဆိုတာရှိတယ်လေအိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့မျိုးဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့ဆိုတာရှိပြီးသားလေပုံမထဒေဝတာနဲ့အာကာသတ္တဒေဝတာနှစ်မျိုးခွဲတာ哦မြေမှာရှိတဲ့နဲ့အကောင်းငယ်မှာရှိတဲ့နဲ့လို့နှစ်မျိုးရှိတာ哦အဲ့တော့မြေမှာရှိတဲ့နဲ့ဒီထက်မှာရုပ်ကစုံနဲ့ပါတယ်အိမ်ဆောင်နဲ့ဒီပါတယ်ဘာလို့လဲအနာတမင်တထည့်ရဲ့အိမ်မှာဆိုရင်ဒါတကားဆောင်နဲ့တောင်ရှိသေးတယ်လေ तू အနာရမင်းတတိကသူကတနေ့ तू အကျွေးတွေပေးထားတဲ့ပတ်စံတွေကပြန်မရအောင်။နောက်ဒီနှစ်ခေတ်လိုဘန်တွေဘာတွေမရှိတော့ရွှေအိုးတွေကိုလည်း तू ကမြေကမ်းပေးနာမှာမြောက်ထားတာ။ဆိုတော့အဲ့ဒါကလည်းရိတိုက်စားပြီးပါပြောက်သွားတော့အဲ့တော့ဆိုတာကအနာရမင်းတတိစီးပွားရေးချက်တည်းဖြစ်သွားတယ်။အဲ့တော့တန်ဃာတော်တွေကိုအနာရမင်းတတိကနေ့စဉ်နေ့စဉ်ဆွန့်နေကတ်တယ်။နှစ်ထောင်လောက်ထင်တယ်။တန်ဃာနှစ်ထောင်လောက်ရှိမှထင်တာပဲ။အဲ့တော့နေ့စဉ်ဆွန့်ကတ်တာကိုအဲ့နက်ကမကြိုက်ဘူး तू က။ तू ကနက်တိုင်းကောင်းတယ်မဟုတ်ဘူးနော်။တချို့ကနက်ကိုကောင်းတယ်ထင်နေကြတာမဟုတ်ဘူးနော်။ နတ်မှာလည်းကောင်းတဲ့နတ်မကောင်းတဲ့နတ်ရှိတယ်မိစ္ဆာဒိဋ္ဌိနတ်တမဒိဋ္ဌိနတ်ရှိတယ်နတ်မှာလည်းအဲ့ဒီနတ်ကသူကလှူတာနဲ့တော့သိမကြိုက်မကြိုက်တဲ့အခါကျတော့အနာရပင်သတိကိုပြောတွေ့တယ်မလားတဲ့လှူလို့မွဲသွားတာသူကပြစ်တင်လာတယ်သူကလှူလို့မင်းအခုဆင်းရတာမလှူနဲ့တော့တန်ဃာတော်တွေဆွတ်မကက်နဲ့တော့သူတကားဆောင်နတ်ကပြောတယ်အနာရပင်သတိကပြောတယ်မင်းဘာတူလဲအငါကဒီတကားဆောင်နတ်မင်းငါအိမ်မှာနေတဲ့ကောင်ငါ့ကိုမြန်မင်းကမလှူနဲ့ပြောတယ်မင်းငါ့ရဆင်းနတ်ကိုပေါင်းချလို့ရတယ်နော် အနန္ဒမင်းတထေကနှက်ကိုမောင်းချလိုက်တာနော်ရှင်နစ်ခင်တော့ပြောင်းပြန်သူကနှက်ကိုကြောက်နေတာဟိုကနှက်ကိုမောင်းချတာနော်ဟိုကသူကဆိုတကယ်ဆင်းရတာပဲဘာလို့သူ့အိမ်မှာနေရတာလေအဲ့တော့ကိုယ့်အိမ်မှာနေတဲ့နှက်ကကိုယ့်ကိုဆိုတော့နှက်ကိုမောင်းချတာပေါ့အဲ့တော့နှက်ကနေစရာမရှိတော့အဲ့ကကြမှာကူပါကဲပါနဲ့ရာမင်းစီရောက်အဲ့ရာမင်းကဟဲ့ပြန်တောင်းမယ်လိုက်နော်ပြန်တောင်းမယ်ပြီးလို့ရှိရင်သူ့အကျွေးမရတဲ့ဟိုကအကျွေးရောက်ပြန်လုပ်ပေးနောက်ပျောက်သွားတဲ့ချွေတွေကိုပြန်ချပေးလိုက်အဲ့ဒါဆိုမင်းပြန်နေရလိမ့်မယ်ဆိုတော့အဲ့ဒါသူပြန်ချပေးရတာဆိုလိုတာကိုသင်ပြောချင်တာကအဲ့တော့နှက်တရားရှိပါတယ်ပေါ့နော်ရှိတယ်ဒါပေမဲ့ ဟိုနဲ့တွေကိုကိုးကွယ်ရမယ့်အထက်မှာတော့မပါဘူးသိထားမှာနော်ကိုးကွယ်စရာတော့မလိုအဲ့တော့ကိုးကွယ်မှုနဲ့ပူဇော်မှုဆိုတာဒီလိုရှိတယ်အဲ့တော့ဟိုလူလောကမှာလည်းဦးဇင်းတို့ဘာဖြစ်လဲကိုယ့်ရဲ့တကြီးပုံကိုယ်တွေကိုပူဇော်တာရှိတယ်လေတကြီးပူဇော်ပွဲလုပ်ကြရတယ်ကိုယ့်တဲ့ကြီးတဲ့အဖိုးအဖွားတွေကိုတူတန်းကြရတယ်ကြောကြရတယ်အဲ့တိုင်းပဲနဲ့တွေကိုဦးဇင်းတို့ဘာဖြစ်လဲဆိုတော့ဒီကိုးကွယ်တဲ့သဘောမျိုးမဟုတ်ပဲနဲ့ကိုယ့်စီးပွားတက်အောင်ပုံစံမျိုးသူတို့ကိုကျွေးမွေးတာဒါရတယ်ဟုတ်တယ်လားလူလောကမှာတော့မှဆိုင်ရာပိုင်ရာတွေကိုကျွေးကြသေးတာပဲကဲပေးကြသေးတာပဲဟုတ်တယ်မလား သက်ဆိုင်ရာတွေကိုအဲ့တော့အဲ့လိုပဲဒီ net တင်ငါတို့ကိုကုညီကြပါစေဆိုတဲ့သဘောမျိုးနဲ့ကိုစီပွားရေးတွေကိုကုညီပါစေသဘောမျိုးနဲ့ပေးတာကြွေးတာကန်တာရတယ်ကိုယ်ွယ်လို့မရဘူးနော်ပေးကန်လို့ရတယ်ကိုယ်ွယ်လို့မရဘူးအဲ့ပူဇော်မှုနဲ့ကိုယ်ွယ်မှုကိုကွက်ကွက်ပြပြနားလည်ဖို့တော့လိုတယ်နော်ရှင်မအားဆိုရင်ဖျားလက်ထက်ကဟိုအဲဒီအိမ်အိမ်နဲ့အိမ်ဆောင်နဲ့နဲ့ဒီအိမ်နှင်းဖေကြီးနဲ့အတူတူပဲလားဗျာအိမ်နှင်းဖေကြီးကဘယ်ကပေါ်လာလဲဦးစင်းလည်းမသိဘူး ငါရဲ့တော့ပြန်မေးရတော့မယ်နဲ့တူတယ်။အိမ်ဆောင်တဲ့ဆိုတာကသူ့ဒီလိုလေသူကအိမ်တိုင်တဲလိုက်တယ်ပေါ့အခုဒါဒီဆိုင်ငန်းတဲလိုက်တယ်အစာအုပ်တခုဆောင်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ तू ကဒီအိမ်မှာနေခွင့်ရတဲ့နှက်ပေါ့နော်နေခွင့်ရတဲ့နှက်ကိုပြောတာပါအဲ့တော့နှက်ကဒီအိမ်မှာ तू ဗိမ္မာန်နဲ့ तू နေတာပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့ဒီအစာအုပ်သာ तू မရှိရင် तू ဗိမ္မာန်လည်းမရှိတော့ဘူး तू ဒီသူ့ရဲ့ဗိမ္မာန်ကအစာအုပ်ကိုအိမ်ကိုမှီပြီးတော့ဖျက်ရတဲ့ပုံကို အဲ့ဒါကိုသူကအိမ်ဆောင်နဲ့ဒီလိုခေါ်တာပါဒီအိမ်ကိုဆောင်းချောက်ပေးတဲ့နဲ့တော့အဲ့လိုခေါ်တာမဟုတ်ဘူးဒီအိမ်မှာသူကနေပေးရတယ်နေပြီးတော့သူ့အိမ်မှာရှိတဲ့လူတွေကိုလည်းသူအဆိုင်ထိုင်တဲ့ရောက်တော့သူနည်းနည်းမမမဆိုင်နဲ့မဆာမှာပေါ့လေနော်ဒါတော့အိနေဘင်ကြီးဆီမရှိပါဘူးကွာမရှိပါဘူးအိနေဘင်ကြီးဆိုတာရှိကိုမရှိတာဘသူကထွင်လိုက်လည်းမသိကြတာနော်ခုနကဦးသိန်းပြောသလိုပေါ့နော်မြန်မာနိုင်ငံမှာလေတော်တော်များများကဦးသိန်းတန်စိတ်ကူးရင်နေများတယ်သလား ဟိုတကယ်ရှိတဲ့နှက်တွေကိုကျွေးရပေးကမ်းရတာတန်တယ်ပေါ့နော်တကယ်မရှိဘဲနဲ့စိတ်ကူးရင်နှက်တွေကိုပေးရတာကအလကားပဲတော့မတန်ဘူးပေါ့နော်အဲ့တော့ဥစ္စာချင်းလည်းညီမနိုင်ငံရဲ့တော်တော်များများနှက်လို့ယူဆတဲ့ဥစ္စာတွေကစိတ်ကူးရင်နှက်တွေပဲအဲ့တချို့ကအဲ့ဒါဆိုမေးတယ်အရှင်မနှက်ကနာပွဲတွေမှာနှက်တွေဝင်လာကြဘယ်လိုပြောမလဲပေါ့အဲ့ဒါကသူကကိုကဥမာကိုကြီးကျော်ဝင်ပါဟဲ့ဆိုတော့ကိုကြီးကျော်ဝင်ချင်မှဝင်တာဘယ်ကမကောင်းစွာဝင်မှမသိဘူးအဲ့ဒါဥစ္စာဘောလားမသိဘူးပနာနာဘောဝိနာဘောတွေအများကြီးပဲပဝင်ချင်မှအဲ့တော့စားရမယ်တောက်ရမယ်ပိတ်တာတွေကအများကြီးအဲ့သူတို့ကဝင်ဖို့ချောင်းနေကြတာအများကြီးပဲဘောလားမသိဘူး တို့ကစားခြင်းနေကြတာလေဘောတော့ကျွေးမှစားမှပုံကိုယ်တွေဆိုတော့ဟိုဝင်ဖို့အလူရဲချောင်းနေကြတာစဉ်းစားကြည့်မြန်မာတနင်္ဂနွေလုံးမှာငကနာတပြိုင်နဲ့ပေးကြတာလည်းအများကြီးပဲဟိုသူလည်းကိုကြီးရော်ပဲဒီသူလည်းကိုကြီးရော်ပဲတပြိုင်နဲ့အဲ့ကိုကြီးဘလို့လို့ဝင်နိုင်ပါလေနော်အဲ့တော့မဖြစ်နိုင်တဲ့ကိစ္စပေါ့အဲ့ကြောင့်ဦးစင်းတို့ကိုကြီးကျော်နဲ့ကအဲ့လိုမျိုးမဟုတ်ပါဘူးအဲ့တော့ဦးစင်းအခုလက်လက်ရှိပေါ့နော်နဲ့တကယ်ဝင်တယ်ဆိုလို့ရှိရင်လည်းနဲ့အဆင်မဟုတ်ပါဘူးတနည်းပြောမယ်ဆိုပိတ်တာတွေပါပဲစားရမယ်တော့မယ်ပုံကိုယ်တွေကစားစရာမရှိလို့ဝင်ဘူးစားတဲ့သဘောပါပဲနော်အဲ့တော့ဘာဖြစ်သဘောပါ ဒါဆိုရင်အဲ့စားမဲ့တောင်းမဲ့နတ်တွေကိုကိုးကွယ်ရောတရဏဂုံအဲ့တရဏဂုံပြတ်တာပေါ့ကိုကိုရဲ့ဘဝအတွက်အာကိုရအဖြစ်ကိုးကွယ်တယ်ဆိုရင်တော့တရဏဂုံပြတ်တယ်အာကိုရမဟုတ်ဘဲနဲ့ငါ့ကိုတခုခုမစားပါသေးဆိုတော့စိတ်ကူးရင်နဲ့ပူဇော်တာကြတော့ဒါတော့ဟိုတရဏဂုံမပြတ်ဘူးပေါ့နော်တရဏဂုံတော့မပြတ်ဘူးအရှင်မအဲ့လိုပြောပုံရဆိုရင်တပည့်တော်တို့ဒီဟိုဘိုးအတပည့်တော်လည်းနည်းနည်းပါလေ့လာရပေါ့ရှင်မ သူတို့တွေပြောလိုက်ရင်ဟိုဒီနှစ်တော့ရင်ဘာရအောင်ဘာအောင်မြင်အောင်လုပ်မယ်ဆိုအောင်မြင်သွားပြီးတော့သွားသွားလှုံနေရတဲ့လူတွေလည်းအများကြီးပေါ့အဲ့ဒါကြတော့အရှင်မဘလို့ခံယူဘလို့ခုနကပြောသလိုလေတကယ်မှတ်တာလည်းရှိပါတယ်တချို့ပုံကိုယ်တွေကအဲတကယ်အစ်စ်ဆိုရင်ပေါ့လေအစ်စ်ဆိုရင်တော့တကယ်မှတ်တာတချို့နက်ကတော်တွေလည်းအတုတွေပေါ့လေဒါလိန်စားနေတာလည်းရှိတာတချို့အစ်စ်တွေလည်းရှိပါတယ်အစ်စ်တော့တကယ်နှစ်တွေလည်းရှိတယ်တကယ်လည်းကုညီပေးတာလည်းရှိတယ်လေအစနုဒါမက်ဆွာဖျားလက်ထက်မှာလည်းရှိတယ်လေဟိုကာလာရက်ခင်နေဘလူးမားဆိုတာလည်းရှိတယ်လေကာလာရက်ခင်နေဘလူးမားဆိုလို့ရှိရင်လည်းဒါမက်ဆွာဖျားကိုယ်တိုင် အဲ့အဲ့ဒီအမျိုးသမီးရဲ့အိမ်မှာနေခိုင်းတာလေအဲ့တော့အမျိုးသမီးကလည်းသူဘလူးမတငငယ်ချင်းဖြစ်သွားတာပေါ့ဘလူးမနဲ့ကတငငယ်ချင်းဖြစ်သွားတော့ဘလူးမကိုအိမ်မှာထားပြီးတော့သူကျွေးမွေးပေးကမ်းတယ်ဒါပေမဲ့သူအိမ်မှာနေရတာခက်ခဲရှိတော့ရွာထိတ်ကတစ်ပင်မှာသွားထားပေးရတာဘလူးမအိမ်မှာကြတော့မလွတ်မလပ်နဲ့နေရာချင်းကျက်တယ်အဲ့ဒါအဆင်မပြေဘူးဒါကြောင့်ရွာအပြင်ကတစ်ပင်မှာသွားထားလိုက်တယ်ဆိုတော့သူကလည်းနေ့စဉ်ပုံမှန်သွားပြီးတော့ကျွေးမွေးတယ်နှက်ကဘလူးကိုကိုယ်ကြံမဟုတ်ဘူးနော်ကိုယ်ကြံမဟုတ်ဘူးသူကဘလူးကိုသွားကျွေးမွေးတာ အဲ့တော့ဘလူကလည်းအော်ငါ့ဘော်ကြီးသူရှိတယ်ဒီမျိုးသမီးရဆိုပြီးတော့ကျေးဆောင်ဆောင်တဲ့အနေနဲ့သူကမိုးကောင်းမယ်မိုးမကောင်းဘူးဆိုတာပြောပြပေးတယ်ဒီနေ့တော့မိုးကောင်းမယ်စဘာကိုဘလို့ဘလို့ဆိုင်ဒီနေ့တော့မိုးမကောင်းဘူးဘလို့ဘလို့လို့ဆိုသူကပြောပြပေးတယ်အဲ့တော့သူ့မှာသူများတွေမှာစဘာတွေပြက်စီးသွားပြီမယ်သူ့မှာမပြက်စီးသွားဘူးဒီလိုအကျိုးတွေရတယ်ဆိုတော့အဲ့ဒီဟာအခြေခံပြီးတော့ဒီ net တွေကိုကျွေးမွေးပူဇော်မှုတွေဖြစ်လာဖို့ပေါ်တယ်ဦးသိထင်တာလေဖြစ်လာပါတော့အဲ့ဒီခါကျတော့ခုနပြောဆိုတော့တကယ်ဟုတ်တာလည်းပါတယ်မဟုတ်တာတွေလည်းပါကုန်ကြတာပေါ့နော်တကယ်ကတော့မဟုတ်တာတွေရောရောကုန်ကြတာပေါ့